ကိုယ်သင်းစူပလာကံမြောက်တာကိုကြည်ခွင့်မရလိုက်တယ်ငလင်ဘေးသည့်အမာခံလေးအီတန်အားလုံးပဲမင်္ဂလာပါပကိုးသင်းကတော့ပြီးခဲ့တဲ့အပတ်တုန်းကပရီးမီးယားလိပွဲစဉ်တစ်ခုမှာချက်ပါရီတို့ကိုတက်ခွာစီပြီးတော့ပရီးမီးယားလိချန်ပီယံဖြစ်ဖို့တေချာသွားခဲ့ပါပြီပွဲပြီးမှလည်းပကိုးသားတွေကအံပွဲခံကန်တာချင်းပါခဲ့ကြပြီးတော့မြန်မာနိုင်ငံကပကိုးသင်းဖန်တွေကလည်းအံပွဲခံခဲ့ကြပါတယ်ဒီလိုမျိုးပကိုးသင်းဖန်တွေအတွက်ပြောစရာကောင်းတဲ့အခြေအနေတစ်ခုဖြစ်ခဲ့ပြီးမြဲတစ်ဖက်ကလည်းစိတ်မကောင်းစရာတစ်ခုရှိနေပါတယ် မြန်မာနိုင်ငံတနိုင်ငံလုံးကပဲခိုးသင်းဖန်တွေကပရီးမီးယားလိဖလားအောင်မြင်မှုအတွက်အောင်မဲခံခဲ့ကြတယ်ဆိုပေမဲ့အဲ့ဒီထဲမှာပဲခိုးသင်းရဲ့အမာကန်ဖန်လေးတူဦးတော့မပါနိုင်ခဲ့ရှာပါဘူး။သူကတော့အီသန်လို့ခေါ်တယ်။သူကဟိုင်းသန်ဆိုတဲ့ကောင်လေးတစ်ယောက်ဖြစ်ပြီးတော့ပဲခိုးသင်းရဲ့အမာကန်ဖန်လေးဖြစ်ပါတယ်။အသက်14နှစ်အရွယ်ဒီကောင်လေးကမြန်မာဘောလုံးပရိသတ်တွေနဲ့လည်းတိတ်မဆိုင်ပါဘူး။ကိုဗစ်ကာလတုန်းကသူရဲ့ reuted video ဖန်လေးကလည်းဘောလုံးပရိသတ်တွေရဲ့ကြားထဲမှာရေးပန်းစာခဲ့ပါတယ်။မိုးပေါ်ကလေးရင်ပြန်လီဗာပူးကချန်ပီယံဆိုတဲ့ဘရော့ဆာသားကိုရွတ်ခဲ့တဲ့ပိုင်ရှင်ဖြစ်ပါတယ်။ ဒီ video file ကလည်း TikTok မှာစတော်လေးပောက်သွားခဲ့တယ်လို့ပြောလို့ရပါတယ်အိဒနာဒီတချင်းကိုဂိဗန်နေအတွက်စောင့်ရေးထားခဲ့တာဖြစ်ပြီးတော့ဂိဗန်နေကတော့စိတ်မဆိုးရခဲ့ကြပဲနဲ့ဗီဒီယိုကိုချစ်စရာကောင်းနေဆိုပြီးမချက်တီးပေးခဲ့ကြပါတယ်။အဲ့ဒီဗီဒီယိုတုန်းကတော့အိဒန်ရဲ့တက်ကဆန်နေဝင်းကျင်ပဲရှိသေးတာဖြစ်ပြီးတော့ဝမကကနဲ့သူ့ရဲ့ချစ်စရာကောင်းတဲ့ပုံစံကြောင့်ပရိသတ်တွေလည်းသဘောကျခဲ့ပါတယ်။နောက်ပိုင်းနှစ်ဒီမှာဆိုရှယ်မီဒီယာပေါ်မှာတိတ်မတွေ့ရတော့ပဲနဲ့ငလင်ပေးကြတော့မှသူ့ရဲ့စိတ်မကောင်းစရာတင်းကိုကြားခဲ့ရပါတယ်။ ဘတ်ချလော28ရဲ့နေကလှုပ်ခတ်သွားခဲ့တဲ့အင်အားပြင်းငလင်ကြီးတစ်ခုကြောင့်အသက်ဆုံးရှုံးသွားခဲ့တဲ့သူတွေမှာအီတန်တယောက်လည်းပါဝင်နေပါတယ်။ငလင်လှုပ်ခတ်တဲ့အချိန်ဟာအစ္စလမ်ဘာသာဝင်တွေရဲ့ဥပုလဖြစ်ပြီးတော့အင်းနေရောက်ဖို့အတွက်ရပိုင်းမှလိုလိုတာဖြစ်ပါတယ်။နောက်ပြီးငလင်လှုပ်ခတ်သွားခဲ့တဲ့ဘတ်ချလော28ရဲ့နေဟာတောက်ကြနေဖြစ်ပြီးတော့အစ္စလမ်ဘာသာဝင်တွေဝိပ္ပိစုတောင်းနေကြတဲ့အချိန်ဖြစ်ပါတယ်။အီတန်လဲအဲ့ဒီနေကအမရပူရာမျိုးနဲ့ဥရောရက်ကွက်ကမျိုးမပလီမှာဖခင်ဖြစ်သူနဲ့တူဝိပြုနေကြတာပါ ငလင်လုတ်ခတ်တဲ့အချိန်မှာပလီပြိုကျသွားခဲ့ပြီးတော့အာလုံပြင်းလွိုင်းကနေဖခင်ဖြစ်သူပဲလွမြောက်လာခဲ့ပေမဲ့အီသန်ကတော့မလွတ်ခဲ့ရှာပါဘူး။အီသန်ကွယ်လွန်သွားတဲ့တည်ရင်ကြောင့်မြမပေါလုံးပြိသက်တွေကပါအဆင်မကောင်းဖြစ်ခဲ့ကြပြီးတော့သူ့အတွက်လည်းဝမ်းဝမ်းဆူတောင်းပေးခဲ့ကြပါတယ်။အီသန်ဘကိုးအသိန်းကိုအယူမှုအပေးသူတယောက်ဖြစ်ပြီးတော့ဘကိုးဂျာစီနဲ့ပဲအမြင်နဲ့မြင်တွေ့ရလေရှိပါတယ်။သမီးပါတွေကလည်းအီသန်အတွက်အမရပူရာမလီဘာဘူးဆိုတဲ့နာမည်နဲ့ဘောလုံးကွယ်ကွယ်ဖွင့်လှစ်ပေးထားခဲ့ပါတယ်။ ။ဤသာအမရပူရာမျိုးကနိုင်ငံတကာအကြောင်းအကျောင်းမှတက်ရောက်နေပြီးတော့အကြောင်းစာဘက်မှလည်းထူးချွန်သူလို့သိရပါဗျ။ငလေးเจ้าမြန်မာနိုင်ငံမှာလူငယ်ကျယ်ပွင့်နေအများကြီးကျွလွင်ခဲ့ရပြီးတော့အဲ့ဒီထဲမှာအီသန်တယောက်လည်းပါဝင်ဖြစ်ခဲ့ပါတယ်။အဆုံးကြီးကြည့်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်။